ခုဗီဒီယိုမှာက exact tutorial ရဲ့အနေနဲ့ပေါ့နော် ကိုယ့်ရဲ့ file လေးကိုဘယ်လိုမျိုး protect လုပ်မလဲဆိုတဲ့အရာကိုကျွန်မကနီလနှလေးနဲ့မျှဝေပေးသွားမယ်ဆိုလို့ရှိရင်ပြန်စကြည့်ကြရအောင်ကျွန်တော်လက်ရှိသူကပါလဲဆိုတော့ protect လုပ်တဲ့အခါမှာရှိကို protect လုပ်မှလားပေါ့ရှိဒီဟိုနှစ်ခုက workbook ကို protect လုပ်မှလားဆိုတာက ရှိသေးတယ် she ဆိုရှိဒီ sheet တစ်ခုပဲ product လောက်တာ workbook ကိုလောက်တာမဟုတ်ဘူးပေါ့နော် workbook ဆိုတော့ဒီ file တစ်ခုလုံးကို product လောက်တာဖြစ်တယ်ဆိုတော့ကျမတို့ကပုံမှန်ကကြတော့ဘယ်ကနေသွားလေးရှိလဲဆိုလို့ရှိရင်ကျမတို့ဒီမှာအပေါ်က review tab ထဲမှာလည်းဒီမှာလေး product workbook ဆိုတာလေးရှိတယ် review ထဲမှာဒီ product group အုပ်စုထဲမှာ product workbook ဆိုတာလေးလည်းရှိပါတယ်ဒါကြတော့ကျမတို့ဒီနေရာမှာ မလိုလို့ရလဲဆိုလို့ရှိရင် password အနေနဲ့เนาะကိုမှတ်မိနိုင်တဲ့ password လေးကိုရိုက်ထည့်ပြီးတော့မှအဲဒီမှာဆို product workbox or data structure data structure အတက် product လောက်တာဖြစ်တယ်ပေါ့เนาะဒါကရိုက်ခွင့်ရှိမရှိပေါ့เนาะဒါက product လောက်တာဖြစ်ပါတယ်ဒါလေးကတစ်ချက်ပေါ့เนาะ နောက်တနည်းလေးတစ်ချက်ပြောမှာเนาะဒါကိုကျွန်မကန်ဆက်တစ်ချက်နှိပ်မယ်။နောက်တနည်းရောက်ကြပါလဲဆိုလို့ရှိရင်ဒီအပေါ်မှာ file မှာတစ်ချက်နှိပ်ပြီးတော့မှဒီမှာ info ဆိုလေးရှိတယ်။ info မှာဒီမှာပါလဲဆိုရင် product workbook ဆိုလေးရှိပါတယ်။အဲ့ဒီ product workbook ကိုနှိပ်ကြမယ်နှိပ်ပြီးတဲ့အခါမှာ encrypted password ပေါ့နော်ဒီမှာတစ်ချက်နှိပ်မယ်ဆိုတော့ဒီ password အားကိုအတွေ့အဲမှတ်မိစေမဲ့အရာပေါ့နော်သူတို့ဘာခံမလို့မရနိုင်စေမဲ့အရာပေါ့နော် protect ဖြစ်မဲ့ password ကိုရိုက်မယ်တစ်လုံးစံအတိုင်းနှစ်ချိန်နှစ်ခါရိုက်ရတယ် confirm password လေးရိုက်ပြီးရင် okay မှာနှိပ်မယ်ပေါ့နော်ဆိုတော့ဒါလေးနှိပ်ပြီးတဲ့အခါကျရင်ကျမတို့ဒါ password ခံထားတယ်ဒါပေမဲ့ကျမဒီ file လေးကိုဘာလုပ်လဲဆိုလို့ရှိရင် save တဲ့ save တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးရင်အဲ့ဒီ file လေးကို close မှာနှိပ်လိုက် မယ်။ဘိုင်းလေးက close or order at 4ဒူဒူပါပဲ။ ကဲဟုတ်ပြီဆိုတော့ جماعه ကအဲ့ဟိုဖိုင်လေးကိုပြန်ပြီးတော့ဖွင့်မယ်ပေါ့နော်ဆိုလို့ရှိရင် جماعه ဒီနောက်ဆုံးဖွင့်ထားတဲ့ဖိုင်ပေါ့နော် recent file ဒီမှာ جماعه โอเคတယ်ဒီမှာနှိပ်လိုက်ပြီနှိပ်တဲ့ခါကျရင် password ပေါ့နော် password ကို جماعه အမားလေးရိုက်ကြည့်လိုက်မယ်ရိုက်ကြည့်လိုက်ခါမှာအမားဆိုရင်မှားပါတယ်ဆိုတဲ့အကြောင်းသူဖွင့်လို့မရဘူးပေါ့နော်ဆိုရင် جماعه နောက်တစ် file နောက်တစ်ခါအမှန်လေးပြန်ရိုက်မယ်โอเคမှာနှိပ်မယ်ပေါ့နော်ဆိုတော့ဒါလေးကတနည်း ်ထားလိုက်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီပထမနည်းလေးကိုကျွန်မက password လေးတစ်ချက်ပြန်ဖြုတ်လိုက်အောင်မယ်ဆိုတော့လုတ်ခဲ့တဲ့နေ့တိုင်းပဲဒီနေရာမှာ product workbook ထဲကအဲဒီနေရာမှာ encrypted password ဆိုတဲ့နေရာမှာဒီ password လေးတွေကိုပြန်ပြီးတော့ဗာလုတ်ပေးရမလဲဆိုရင်ဖြုတ်ပေးရမှာဖြစ်ပါတယ်ဒီ password လေးကိုပြန်ဖြုတ်မယ်ပေါ့နော်ဆိုလို့ရှိရင်ဒါကပုံမှန်အတိုင်းပဲဒီမှာ password မရှိတော့ဘူး control s ပြန်ပိတ်ပြီးတော့မှတစ်ချက်ပြန်ဖွင့်ကြည့်မယ် okay ဒါကပထမနေ့ပြန်ကျွန်တော်တို့ဒုတိယနေ့ရကြပါလဲဆိုတော့ဒီ file မှာတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီ save as ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီ browse မှာနှိပ်မယ်နှိပ်ပြီးတဲ့အခါကျရင်ဘာလို့ဖို့လို့လဲဆိုတော့ကိုသိမ့်မဲ့ name file name ပေါ့နော်ဆိုတော့ကျွန်မကဒီ file လေးကိုဒီ backup ဆိုပြီးမှသိမ့်လိုက်မယ်ပေါ့နော်လမ်းကြောင်းပေါ့နော်ကိုသိမ့်မဲ့လမ်းကြောင်းကိုရွေး ဖိုင်နယ်မယ်လေးကိုလည်းပေးတိတ်မလန်းချောင်းကိုလည်းရွေးရွေးပြီးတဲ့ခါကျရင်ဒီကနေဘယ်နာပြောဒီမှာပြောချင်တာဒီကဒီမှာ ဒီ save မှာမနှိမ့်နဲ့အောင် save ရဲ့ဘေးမှာ true ဆိုတာ၄ရှိရဲ့နောက်က true ရဲ့နောက်ကဒီမှာ error လေးကိုနှိမ့်မယ်နှိမ့်ပြီးတဲ့အခါကျရင် general option ဆိုတော့တစ်ချက်သွားပါ general option နှိမ့်လိုက်တဲ့အခါကျဘာတွေ့ရမလဲဆိုဒီမှာတွေ့လာ always create backup backup လုပ်မှလားဆိုဒီမှာ backup လုပ်မယ်အဲပြီးရင် file sharing လုပ်တဲ့အခါမှာ password to open ရယ် password to modify password နှစ်ခါရိုက်ပေးရတယ်မတူအောင်ထားရင်လည်းရတယ်ဆိုတော့ကြိုးပါစို့ကျွန်မက password to open မှာကျွန်မ1 2 3ထားကြည့်လိုက်မယ် to modify မှာ4 5 6 ိတ်ထားကြည့်လိုက်မယ်ဆိုတော့ဖွင့်ခြင်းရင် password တစ်ခုတောင်းမယ်ဒါပေမဲ့ဟိုသူ့ကိုပြုအဲ edit လုပ်ခြင်းတဲ့ခါကျရင် password တစ်ခါဆိုတဲ့ခါကျ password နှစ်ခါလုပ်ပေးရပါတယ်ဟုတ်ပြီနော်ပြီးတဲ့ခါကျကိုကဒီဟာကို read only ပဲပေးစီချင်တယ်ဆိုတော့ဒါအမှန်ချက်ချက်ပေါ့နော်ကျွန်မဒီမှာအမှန်ချက်မချက်တော့ဘဲနဲ့ okay မှာနှိပ်လိုက်မယ်နော် okay နှိပ်မယ်ဆိုတော့ဒီမှာကဒါကပထမ password ကိုတောင်းတာပါ okay နှိပ်ပြီးဒါကတော့ modify လုပ်မဲ့ password ဆိုတော့ဒုတိယ password ကိုတောင်းတာပါ password ကနှစ်မျိုးမတူပါဘူးပြီးတာနဲ့ကျွန်မက save မှာနှိပ်လိုက်ပါပြီဆိုရင်ဒီ file ကတော့လက်ရှိကျွန်မက file ကနေ save as နဲ့တင်လိုက်တာဖြစ်တဲ့အတွက်ကျွန်မရဲ့ဒီ recording backup file ဖြစ်သွားပြီဟုတ်ပြီနော်ဖြစ်သွားပြီသူကလည်း password လည်းခံထားပြီဆိုတော့ကျွန်မအဲ့ဒီ file ကိုပိတ်လိုက်ဆိုရင် ကျမကအဲ့ဒီ file ကိုပြန်ဖွင့်တော့မယ်ဆိုရင်ကဲဆိုပါဆိုကျမကဒီ recording backup ဆိုတဲ့ file ကိုပြန်ဖွင့်လိုက်ပြီဖွင့်လိုက်တဲ့ခါကျရင်တွေ့လားသူဒီဒါက password တောင်းနေတယ်ဆိုတော့ကျမပထမတစ်ခါရိုက်ထည့်ရမယ် password ကိုရိုက်လိုက်ပြီ okay မှာနှိပ်မယ်နှိပ်တဲ့ခါကျရင်ဒီ recording backup ကအဲသူဒီ open re only ဖြစ်တဲ့အတွေ့ဒီဟာ write access ရဖို့ဒုတိယ password ကိုထပ်တောင်းတယ်တဘောပေါက်လာဒုတိယ password အဲဆိုကျမကဒုတိယ password မတူညီတဲ့ဟာကျမထားတော့အဲ့ဒုတိယ modify verify လုပ်တဲ့ password ကိုကျွန်မထပ်ပေးလိုက်တယ်ပြီးရင် okay မှာနှိပ်လိုက်တယ်ဟုတ်ပြီနော်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့လို့ရလဲဆိုတော့ဒီ file ကိုဒါက access လုပ်ခွင့်အဲရသွားပြီသုံးခွင့်ပြုခွင့်လည်းရသွားပြီဆိုတော့ဒီမှာကဘာထူးခြားလဲဆိုလို့ရှိရင် password ကဒီ open လုပ်ဖို့ password တခါ modify လုပ်ဖို့ password တခါနှစ်ခါဖြစ်တဲ့အခါကျတော့ပို့ပြီးတော့မှ secure ပို့ဖြစ်တယ်ပေါ့စိတ်ချရတယ်ဒါဟုတ်ပြီနော်ဆိုတော့ဒါလေးကို ကိုလက်တွေ့တုံးကြည့်ပါပေါ့နော်ဆိုတော့အဓိကကတော့မှာကျန်တာကကိုကတော့ဒီကိုရဲ့ file ကို protect လုပ်တဲ့နဲ့ password ကိုသတ်မှတ်တယ်ဆိုပေမဲ့အဲ့ဒီ password ကိုကိုသိဖို့လိုပါတယ်လို့ okay နော်ဆိုတော့အားလုံးပဲအကျိုးရှိကြပါစေအသုံးဝင်ကြပါစေဒီလိုမျိုးဗီဒီယိုလေးတွေကိုစစ်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မရဲ့ channel လေးကို like and follow subscribe လုပ်ထားပေးဖို့နောက်ဆုံးကျွန်မရဲ့ bye for now see you next video ပါ let's go to sun so adventures we are